မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက်ဗုဒ္ဓဖူးနေ့ရဲ့တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့တိုင်ဖွန်ကေမာဂီဖိလစ်ပိုင်အလဲပိုင်းဒေသကိုဖြတ်ကျော်တဲ့သတင်းဖြစ်ပါတယ်။တိုင်ဖွန်ကေမာဂီသည်ဖိလစ်ပိုင်အလဲပိုင်းဗီဆာရဲ့ဒေသကိုနိုဝင်ဘာ4ရက်နေ့ကဖြတ်ကျော်ဝင်ရောက်ခဲ့ရာရေကြီးရေလျှံမှုများလျှက်စစ်ပြီးပြတ်တောက်မှုများနဲ့ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့ကြောင်းသိရပါတယ်။အစူပါမုန်တိုင်းကြောင့်စီဘူးမြို့တွင်ကယ်ဆယ်ရေးဝန်ထမ်းများကကုညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဖိလစ်ပိုင်လေတုဘူမိယူပါနဲ့နက္ခတ်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့ပကဆာရဲ့ထုတ်ပြန်ချက်အရတနအိလေ25ကီလိုမီတာနှုန်းဖြင့်အနောက်ဘက်သို့ရွှေ့ရှားနေပြီးအမြင့်ဆုံးလေတိုက်နှုန်းမှာတနအိ140ကီလိုမီတာရှိကြောင်းသိရှိရပါတယ်ရှင်ဆလတ်တင်ဆက်ပြီးမှာကတော့မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲများပြန်လည်စတင်ရေးအတွက်ကူညီပေးရန်တောင်ကိုရီးယားသမ္မတလီက တရုတ်သမ္မတရှိကိုတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲများပြန်လည်စတင်ရေးအတွက်ကူညီပေးရန်တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်ကတရုတ်သမ္မတရှိချင်းဖင်ကိုနိုဝင်ဘာ၁ရက်က၎င်းတို့နှစ်ဦးရဲ့ပထမဆုံးအစည်းအဝေးတွင်တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ မကြသေးမီကတရုတ်နဲ့မြောက်ကိုရီးယားကြားထိပ်သီးအဆင့်အပြန်လန်ထိတွေ့ဆက်ဆံမှုများအရဒေတာရင်းလုံခြုံရေးအတွက်အရေးကြီးကြောင်းလီကပြောကြားခဲ့ပြီးစက်တင်ဘာလကပေကျင်းတွင်ပြုလုပ်ခဲ့တဲ့စေပြအခမ်းအနားတွင်မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်တယောက်ခဲ့မှုကိုညှိညွန်းပြောကြားခဲ့ပါတယ်အခုကဲ့သို့တိစုံမှုများဟာမြောက်ကိုရီးယားနှင့်ဆွေးနွေးမှုများပြန်လည်စတင်ရေးအတွက်အခြေအနေများကိုဖန်တီးရာတွင်အထောက်အကူဖြစ်စေကြောင်းလေကပြောပါရယ်။ တောင်ကိုရီးယားဟာ၎င်းရဲ့ထိပ်သီးကုန်သွယ်ရေးမိဖက်ဖြစ်တဲ့တရုတ်နဲ့၎င်းရဲ့ကာကွယ်ရေးအာမခံပေးသူဖြစ်တဲ့အမေရိကန်တို့ကြားဆက်ဆံရေးကိုဟန်ချက်ညီစွာထိန်းသိမ်းခဲ့ပါတယ်။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်ကောင်မူအမေရိကန်အနေဖြင့်မြောက်ကိုရီးယားရဲ့နျူကလ িয়ার ဖြတ်သိမ်းရေးပြောကြားချက်များကိုရပ်တန့်မယ်ဆိုတာကဆွေးနွေးမှုများပြုလုပ်နိုင်ကြောင်းစက်တင်ဘာလကပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့နီဘောနိုင်ငံတွင်တောင်ထိပ်နှင်းပြူကြမှုကြောင့်တောင်တက်သမား9ဦးသေဆုံးတဲ့သတင်းပဲဖြစ်ပါတယ်။ ဤဘောနိုင်ငံရှေ့မြောက်ပိုင်းမှာရှိတဲ့ဟိမဝန္နာတောင်နှင်းရဲ့တောင်ထိပ်တစ်ခုမှာနှင်းထုပြူကြခဲ့ရမှာနိုင်ငံသား၅ဦးနဲ့ဤဘောနိုင်ငံသား၂ဦးအပါအဝင်အ ਨੇ ဆုံးတောင်တက်သမား9ဦးသေဆုံးခဲ့ရတယ်လို့လေလာရေးအေဂျင်စီ7 Summit Test ကပြောကြားခဲ့ပါတယ်။၎င်းဖြစ်ပျက်ကနိုဝင်ဘာ3ရက်ဒေသစံတော်ချိန်နနက်9နာရီ GMD 3:15မှာဒူလာကခရိုင်တွင်ရှာလုံရီတောင်ရဲ့အခြေစိုက်စခန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေကတောင်တက်သမားနှစ်ဦးရဲ့ရှုပ်လောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးကျန်၅ဦးရဲ့အလောင်းတွေကတော့နေမှုတွေအောက်မှာမြုပ်နေတယ်လို့ယုံကြည်ရတယ်လို့ဆိုကြပါဗျ။အချာငါအုပ်ကတော့မဆိုးရင်အထံအရီနဲ့အခြေဆိုင်စကန်တို့ပြန်လာနိုင်ခဲ့ကြပါတယ်။တည်ဆုံးသူတွေမှာအီတလီနိုင်ငံသား2ဦး၊ကနေဒါနိုင်ငံသား2ဦး၊ဂျာမန်နိုင်ငံသား2ဦး၊ပြင်သစ်နိုင်ငံသား2ဦးနဲ့နီဘောနိုင်ငံသား2ဦးတို့ပါဝင်တယ်လို့သိရှိရပါတယ်ရှင်။